လောကမှာဘေးရန်ဆိုတာသူ့ဘာသူပေါ်လာတာမဟုတ်ဘူးတဲ့။များသောအားဖြင့်ကိုလုံးလို့ရလာတာ။တန်ကိုတန်တန်ကြီးကတန်ကိုဖြတ်တယ်ဆိုတာလို့ကိုကိုကိုဖြည့်ဆင်းနေကြတာ။ဒီကနေ့ခေတ်ကြီးကြည့်လေလောကတဘာဝအလှတွေတောတောင်ရေမြေတွေဘယ်သူဖြတ်လူတွေပဲဖြတ်နေတာ။ တဘာဝတောတောင်တွေပြုံးသွားတဲ့အခါကျတော့ဒုက္ခရောက်တာဘယ်သူတွေရောက်လူတွေပဲရောက်တာလူတွေကကိုယ်သိထွင်းကိုဒူးနေတာချင်းအမတန်ဆန်းကျင်တဲ့အမတန်ပြင်းထန်တဲ့လက်နဲ့ကြီးတွေဘယ်သူတီးထွင်တာလူတွေကတီးထွင်ပြီးတော့လူတွေပဲဒုက္ခရောက်အောင်ဟုတ်ကဲ့ကိုကိုကိုဖြည့်ဆည်းပြီးတော့နေကြတာကိုပြန်စဉ်းစားကြည့်ထို့တူပဲ ဘေးရည်ရန်နေပေါ်နေအောင်ဘသူကတော့ကိုယ်ကိုလုံးနေကြတာ။ဒါကြောင့်လူမြတ်စွာဘုရားတခင်ကိုရောမြတ်ကဂဟပတိအနာတပိန်တထေပါဏတိပါတိသူတက်ကိုတပ်ဖြန်ညင်စဲလိရှိတဲ့ပုဂ္ဂိုလ်ဟာသူတော်ဘာတဲ့ရဲစဲစဲတတ်တယ်လူမြတ်တဲ့မရှောင်ဘူးမိမိကိုတတ်တယ်ဆိုတဲ့နေရာမှာ ကိုချိုးရှေ့တန်းတင်လွန်အာကြီးလို့သူများဟုတ်တယ်တကယ်တော့တရားတဲ့အလုံးမဟုတ်မတရားတဲ့အလုံးလောဟိတပါဏိတဲ့သွေးစွန်းတဲ့လက်ရှိလောကမှာနေစင်နေမြလူတွေစားဖို့တတ်နေကြတယ်ဘလို့များလဲဆက်လာချင်တော့ အေးဒီလိုဆိုလို့ရှိရင်တလောကလုံးတတ်တတ်လို့စားရင်ဒီတတ္တဝါတွေမသေးတော့ဘူးလားလို့ဆိုဒီလိုလည်းတွက်လို့မရဘူးလူကအပျော်နေနေလည်းတတ်ချင်တတ်တာပဲဟုတ်ကဲ့ဆင်ကြီးတွေစားတာဆင်ကြီးတွေကိုတတ်နေတာအသားစားဖို့စတ်တတ်တာလားအစွဲရောင်းခြင်းလို့တတ်တာလားခဲရဆိုလို့ရှိရင်တတ်တတ်လို့စားရုံနဲ့ဆင်တွေကတော့လုံးမှာမရှိလွတ်ပါပါအေးဒိဋ္ဌိတတ္တဝါတွေလည်းပဲ အမွေးလိုခြင်းတို့အတ္တခံရတာရှိတယ်အရေးလိုခြင်းတို့တတ်ခံရတာရှိတယ်ဒီပိစံမေသူဟိညတိစတဲ့တည်းအရေးလေးလှမ်းလာလေအိတ်ကြီးချုပ်မယ်လက်ပွေးအိတ်ချုပ်မယ်ဟောအသားတော့စားတာမဟုတ်ဘူးနော်ကြားရစတဲ့တည်းအရေးလေးကလှတာလှမ်းလို့တတ်ခံကုံစရောဓာနေသူဟိညတိတဲ့ဆင်းနေတတ်ခံရတာစားတာမဟုတ်ဘူး အစွဲလိုခြင်းလို့တတ်တာအဲ့တော့လူတွေကတခုခုတော့တတ်နေချင်အောင်ပါပဲ